မင်္ဂလာပါမျိုးရေငလျင်တန်းနေဒေသများကိုကုညီခဲ့တဲ့ရေးအတွက်ဒီတွင်တဲ့ပြပမှာစေတနာရှင်များတရားဟိတသမားများနဲ့တာဝန်သည့်တာဝန်ရှိလူချင်းများပူးပေါင်းဆောင်ရွက်လျက်ရှိပါရဲ့အဲလက်ရှိမှာဆိုလို့ရှိရင်လည်းဒီနေ့မနက်မှာဆိုလို့ရှိရင်ပေါ့နော်စကိုင်းမြို့တကြတီတာဒီလာချင်းစာတင်တဲ့ငလျင်တန်းကိုအတော်ဆိုးရတာခံရပြီးတော့လက်ရှိမှာဆိုလို့ရှိရင်လည်းကုညီခဲ့တဲ့ရေးတွေပေါ့ချိန်ကြီးကြောင်းကြောင်းကြောင်းရောက်မသွားနိုင်တဲ့အတွက်တချို့တွေအမသေးသေးမဲ့အသက်တွေသေးဆုံးရတာတွေရှိပါတယ်အဲ့ဒီနေရာကိုဒီနေ့မနေ့တက်ဘရိုသားတွေ ကူညီကြကြရေးတွားရောက်လျက်ရှိပါတယ်လက်ရှိမှာဆိုနေမင်းချင်းရေးတွေနဲ့ဗလင်ဘေးတင်နဲ့စကိုင်းမျိုးချင်းကိုကူညီကြကြရေးတွေလုပ်နေပြီဖြစ်ပါတယ်ဆိုတော့အဲရှိမှာဆိုလို့ရှိရင်လည်းပဲတစ်ဖက်တစ်လမ်းကနေပြီးတော့မီဒီယာအင်အားနဲ့ဝိုင်းဝန်းကူညီကြတဲ့အထူးသဖြင့်ကျွန်မပြောချင်တာကလေ MC MC တို့မီဒီယာကွင်းတို့ပေါ့နော်အဲသူတို့ဆိုဖြောပြေးမီဒီယာတွေဖြစ်တဲ့တစ်ချိန်လုံးဒီအမှုပညာရှင်တွေတင်နေတဲ့အဲဒီအမှုပညာတင်နေတဲ့ပတ်သက်တာကိုဖြောပြေးတင်ဆက်တဲ့မီဒီယာတွေဖြစ်ပေမဲ့လက်ရှိမှာဆိုလို့ရှိရင်ဒီ MC တို့မီဒီယာကွင်းတို့ကိုယ်တိုင်ကနေပြီးတော့ မလီတန်နေဒေတာတွေကုညင်ကြယ်ကြယ်ကြီးတွေမှာကိုယ်တိုင်သွားရောက်တည်င်းယူပြီးတော့တင်ဆက်ပေးနေတာတွေ့ရတဲ့အတွက်ဒီမီဒီယာတွေကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။ဒါကြောင့်မလို့ကြန့်ရှိနေတဲ့နော် BBC ဆိုလို့ရှိရင်လည်းတက်မတော်နေအခမ်းအနားကိုတော့လာပြီးတော့တည်င်းယူနိုင်တဲ့အရှိမငလင်းတန်နေဒေတာတွေမှာဘယ်နေရာမှာတော့ငလင်းတန်တဲ့ပြည်သူတွေဘလို့ဆိုးရနေပါတယ်။ဘယ်နားမှာတော့ဘလို့ကူညီပေးနေပါတယ်ဆိုတာကိုတည်င်းချိတ်ဆက်ပြီးတော့ရှင်းအောင်လမ်းပြပေးကြပါနော်။အဲဒီ MP New ကကိုကျော်မျိုးမင်းတို့ MP New လို့ကိုအောင်မင်းတို့မြန်မာဟက်တော့လို့ကိုကျော်စိုးဦးတို့ ပြည်ပမီဒီယာတို့အဲမက်စလိုက်ပါစုတို့ပရိုင်းမီဒီယာတို့အစတိဖြင့်မီဒီယာကြီးအနေနဲ့ကလည်းပဲကိုယ်တိုင်သွားရောက်ပြီးတင်ယူပေးစီချင်ပါတယ်မီဒီယာအင်အားနဲ့ဝိုင်းဝန်းပြီးတော့အကူအညီကြေရေးလုပ်ပေးစီချင်ပါတယ်မီဒီယာအင်အားကတိတ်ပြီးတော့အရေးကြီးပါတယ်ဆိုတော့ကလက်ရှိမှာဆိုလို့ရှိရင်လည်း VNN စစ်တပ်နဲ့တောင်ကိုရီးယားနိုင်ငံကလည်းကုညီထောက်ပံ့ရေးတွေရောက်ရှိလာပြီးဖြစ်တဲ့အတွက်အားလုံးသောပြည်သူတွေအားတင်းထားကြပါကျမတို့တွေအတူတူ ဒီကပ်ဘေးဒုက္ခကြီးကနေပြီးကျမတို့တို့တို့ရုံးထွက်ကြမယ်လွတ်မြောက်အောင်ကျမတို့တို့တို့စူးစမ်းဆောင်ရွက်ကြပါမယ်တိုက်တွန်းလို့ဆိုပါတယ်ဆိုတော့ဒီသတင်းနဲ့ပတ်သက်လို့ ကူညီနေမြန်မြန်ရောက်လာရေးဝိုင်းဝန်းကူညီပေးကြဖို့နိုင်ငံတကာကအစိုးရတွေကိုမြို့သားညီညွတ်ရေးအစိုးရအန်ယူဂျီကတိုက်တွန်းပါတယ်ဆိုတဲ့သတင်းတစ်ခုဖတ်ရပါတယ်။ဟုတ်ပါတယ်။နိုင်ငံတကာကအကူအညီတွေမြန်မြန်ရောက်ဖို့အတွက်အန်ယူဂျီအနေနဲ့ကနေပြီးတော့တက်နိုင်တယ်လို့နော်ခင်ဗျားတို့လည်းပဲခွန်အားရှိသမျှငွေအားရှိသမျှစွမ်းအားရှိသမျှတိုက်တွန်းကြပါ။နော်အထူးသဖြင့်အန်ယူဂျီကဟာသူတို့ကမြန်မာနိုင်ငံရဲ့တရားဝင်ဆိုရလို့ပြောတယ်။ခင်ဗျားတို့အန်ယူဂျီကိုဟာအမေရိကန်ကမြန်မာနိုင်ငံတရားဝင်ဆိုရဖြစ်အတိမတ်ပြုတယ်လို့ခင်ဗျားတို့ကြေညာတယ်။ဒါဆိုရင်လက်ရှိမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကနေပြီးတော့အာငလီတန်းနေတာကူညီကြေဆွဲပေးမယ်ပြောတယ်။ဒါဆိုရင်ခင်ဗျားတို့ မိဂန်သမရဒေါ်နယ်ထရန့်နဲ့ဆက်ဆက်ပြီးတော့ကုညီကယ်ဆယ်ရေးတွေရအောင်ဆောင်ရွက်ကြပါနော်ဥပမာဒီကျွန်တော်တို့ data ပြန်မှဆိုလို့ရှိရင်အာကျွန်တော်တို့အရှိတီမောပေါ့အရှိတီမောလို့ရှင်လဲအမှုကြီးကိုတရားဝင်အစိုးရပြအတိမဲ့ပြုတယ်လို့ခင်ဗျားတို့ပြောကြတယ်။ဒါဆိုခင်ဗျားတို့ကိုအစိုးရဖြစ်အတိမဲ့ပြုတယ်လူတွေနဲ့ချိတ်ဆက်ကြပါ။တောင်ကိုရီးယား UK ကနေဒါစသဖြင့် အနောက်ယောပါနိုင်ငံတရားနိုင်ငံတွေမှာရောက်ရှိနေတဲ့အမှုကြီးဆွေးရအနေနဲ့ကလည်းခမားတို့လက်လှမ်းမိတဲ့လောက်ခမားတို့တွေနဲ့တဟဇာတာဖြစ်တဲ့ခမားတို့အနေနဲ့မဟာမိတ်ဖြစ်တဲ့နိုင်ငံကြီးကနေအကူအညီတောင်းခံပြီးတော့ရရှိသမျှအလုံးစုံတွေကိုမြန်မာပြည်ထဲမှာရှိတဲ့ငလျင်တန်တဲ့ဒေသကပြည်သူတွေကိုကူညီကယ်ဆယ်ပေးကြပါလို့ကျွန်မတိုက်တွန်းပါတယ်။နောက်တစ်ခုပါ လူပေါင်းတဲ့ဒီမိုကရက်တစ်ပါတီရဲ့ထုတ်ပြန်ချက်ပေါ့နော်လူပေါင်းတဲ့ဒီမိုကရက်တစ်ပါတီကဘာထုတ်ပြန်လဲဆိုတော့လက်ရှိမှာလျှင်တန်းတဲ့ဒေတာမှာရှိတဲ့ပြည်သူတွေရဲ့ပျက်စီးဆုံးရှုံးမှုတွေနဲ့အသက်အန္တရာယ်တွေအတွက်စစ်အာဏာရှင်မှာတာဝန်ရှိပါတယ်ဆိုပြီးတော့ထုတ်ပြန်ပြောဆိုလာတယ်။မှန်ပါတယ်။ခင်ဗျားတို့ပြောတဲ့စစ်အာဏာရှင်လက်ရှိနိုင်ငံအာဏာကိုရယူထားတဲ့နာဆာကအင်ဆောင်ဆိုတာမှာတာဝန်ရှိတယ်။ဒါဆိုရင်နာဆာကအင်ဆောင်ဆိုရမှာပဲတာဝန်ရှိလားလားမဟုတ်ဘူး။ခင်ဗျားတို့မှလည်းတာဝန်ရှိတယ်။ကျွန်တော်တို့မှလည်းတာဝန်ရှိတယ်။ မြန်မာနိုင်ငံဖြစ်တဲ့အတွက်မြန်မာနိုင်ငံသားတိုင်းမှာတောင်းရှိဒါပေမဲ့အဲ့ဒီတာဝန်ကကျမတို့လို့ခင်ဗျားတို့ပြောမဲ့ဘောမပေါ့ကျမတို့တာမဲ့ဘောမတယောက်မှရှိတဲ့တာဝန်ထက်နိုင်ငံတာဝန်ကိုအထင်းအင့်ထမ်းဆောင်နေကြတဲ့ဝင်ကြီးတွေဝင်လေးတွေဝင်ကြီးချုပ်တွေမှာပို့ပြီးတာဝန်ရှိမလီယန်တန်တဲ့ဒေသရဲ့ကုညီကယ်ဆယ်ရေးအတွက်အချင်းချင်းဖေးမှကုညီရေးအတွက်အနီမှာလည်းတာဝန်ရှိတယ်အစိမ်းမှာလည်းတာဝန်ရှိဒါပေမဲ့အဲ့ဒီတာဝန်က လမ်းမမှာကုံဆောင်ဆိုင်ဖွင့်နေတဲ့ကုံဆောင်ဆိုင်တမားတယောက်ရဲ့တာဝန်နဲ့စူပါမားကတ်ကြီးရဲ့ဖွင့်ထားတဲ့ကုံတိုက်ပိုင်ရှင်တယောက်ရဲ့တာဝန်ကမတူဘူးအဲ့ဒီလိုပဲတာမန်အရက်သားတယောက်ရဲ့တာဝန်နဲ့ဘိုးမူးတွေဘိုးချုပ်တွေဘိုးချုပ်ကြီးတွေတာဝန်ယူထားတဲ့ယာတူးယူထားတဲ့လူတွေရဲ့တာဝန်နဲ့မတူဘူးဘာကွာလဲဆိုရင်နေရာကွာသွားတယ်နေရာယူထားရင်တာဝန်ယူတတ်ရမယ်ဆိုတော့လူပေါင်းတဲ့ဒီမိုကရက်တစ်ပါတီမှာကောတာဝန်မရှိဘူးလားရှိတယ်ခင်ဗျားတို့ အဲကျမတို့ပြောမဲ့တော့ဘောမဒီမှာတာဝန်ရှိလို့ခင်ဗျားတို့ဘုံကြုံနေမှာတဲ့တာဝန်ရှိဒါပြီးမဲ့ဘုံကြုံနေမှာရှိတဲ့တာဝန်နဲ့အထက်မှာနော်ဝီကြီးချုပ်တို့ယာယီတမရာတို့ဘာဝီကြီးညာဝီကြီးဆိုပြီးတော့ယာတူယူထားတဲ့လူတွေမှာပို့ပြီးတာဝန်ရှိတာဝန်နဲ့နေရာဆိုတာတိတ်ကိုအရေးကြီးတယ်နေရယူထိုင်းတာဝန်ယူတတ်ရတယ်။ဒီနေရကိုမင်းယူရင်ဒီတာဝန်ကိုမင်းကြည့်ရတယ်။ဒီတာဝန်ကိုမင်းမကြည့်ရင်ဒီနေရကိုမင်းမယူရင်မင်းနဲ့မတန်းဘူး။ ဒီစကားကခမရတို့ဘုံကျုံနေကိုတင်ပြောတာမဟုတ်ကျမတို့ဘုံမတွေကိုလည်းကျမပြောတယ်နော်အခုမှလိုင်းပေါ်ကနေအားချောင်းတော့မဟုတ်နာစာကအစိုးရအထောက်ခံပွဲပါဆိုတဲ့တရားဝင်လုပ်တဲ့ပွဲမှာတော့စင်ပေါ်တက်ပြီးကျမတို့လည်းပြောတယ်ကျမတို့ကကျမကစစ်ရေးနိုင်ငံရေးနဲ့ဆိုရင်ကျမကစစ်ရေးထက်နိုင်ငံရေးကိုအားတာတယ်ဒါကြောင့်မို့ကျမအားတာတယ်ကျမချုပ်ကြီးတဲ့နိုင်ငံရေးလမ်းကိုကျမလျှောက်တယ်ဒါကြောင့်မို့လို့ကျမကဘသူ့ကိုမှမျက်နှာမထောက်ဘဲနဲ့ကျမဒီနိုင်ငံတော်နဲ့နိုင်ငံသားကိုသာမျက်နှာကို ကြည့်တဲ့အတွက်နာဆာကအင်ဆောင်ဆိုးရထောက်ခံပွဲဖြစ်လင်ကစားနာဆာကအင်ဆောင်ဆိုးရကိုလည်းကျွန်မဝေဖန်ထောက်ပြတယ်ဆိုတော့တာဝန်ဆိုတာကလူတိုင်းမှာရှိပါတယ်သူ့မှာတာဝန်ရှိတာပါငါမှာတာဝန်ရှိတာပါသူ့ကြောင့်ပါငါကြောင့်ပါလူလည်းမချပါနဲ့သူနဲ့ငါနဲ့မှာတာဝန်ရှိရဆိုရင်အတိတ် လက်ရှိမှာဆိုရင်ဒီခံပြိုးပါတီတာဆညာပါတီဒီသူရှိတော့ပါတီဒီပါတီရင်းနဲ့ကနေပြီးတော့เนาะလက်ရှိနာဆာကအစိုးရရဲ့လက်ညှိုးမှုအောက်မှာသူတို့ကိုကြီးကဲဆယ်ရေးတွေလှုပ်ဆောင်ပေးနေတာရှိတယ်။ဆိုတော့ဒီပါတီဒီမိုကရက်တစ်ပါတီအနေနဲ့ကလည်းစစ်အာဏာရှင်တွေမှာတာဝန်ရှိတယ်ဆိုပြီးတော့သူများကိုလက်ညှိုးထွက်ထားမယ်ဆိုတာခင်ဗျားတို့ကိုယ်တိုင်ကနောင်ရတာဝန်ကိုထမ်းဖို့လိုအပ်တယ်။ ။ခင်ဗျားတို့ကလက်ရှိ NASA ကအစိုးရရဲ့ UEC ရှိမှာမှတ်ပုံတင်ထားလို့ရှိရင်လည်း NASA ကအစိုးရနဲ့ဘူပေါင်းလက်တွဲပြီးခင်ဗျားတို့နိုင်ငံတော်ဝန်ကိုထမ်းဆောင်တင့်တယ်လို့ခင်ဗျားတို့က CRP ကိုအားပေးတယ်ဆိုရင်လည်း CRP NUG ရဲ့လက်ညှိုးမှုနဲ့ခင်ဗျားတို့ကုညီကယ်ဆယ်မှုလှုပ်ဆောင်ဖို့လိုအပ်တယ်။အဲ့ဒီလိုမဟုတ်ပဲနဲ့ဘေးထိုင်ဘူပြောပြီးလက်ညှိုးထိုးအပြစ်ပုံချနိုင်မယ်ဆိုရင်ခင်ဗျားတို့ရဲ့စိတ်ဓာတ်ဟာလူမပီတာတဲ့အောက်တန်းသာစိတ်ဓာတ်ပဲဖြစ်နေတယ်။ ကျွန်တော်လက်ရှိရွေးကောက်ပွဲပါတီရှိမှာအဲယူရီစီမှာရွေးကောက်ပွဲဝင်ဖို့ပါတီမပေါ်တင်ထားတဲ့အကျန်ရှိနေတဲ့နိုင်ငံရေးပါတီကြီးအရင်ကကလည်းခင်ဗျားတို့လက်လန်းမီယာလက်လန်းမီယာနီးစက်ရနီးစက်ရလူအားဖြင့်တော့လကောင်ငွေအားဖြင့်တော့လကောင်တက်နိုင်သမျှအဝိုင်းဝန်းကွင်ကြီးပန်ပိုးဆောင်ရွက်ပေးကြပါလို့မဲဆန်နာရှင်ကြီးကိုစားကျွန်မတောင်းဆိုပါတယ်နော်ကျွန်တော်ကျွန်မကိုယ်တိုင်ကလည်းပဲကျွန်မခွန်အားရှိသမျှကျွန်မအစွမ်းစားရှိသမျှကျွန်မကူညီကြရည်နော်29ရက်နေတဲ့ကျွန်မ ငွေ3သိန်းပါမထူတန်းထားတယ်။ဆိုတော့ဒီငွေ3သိန်းဒီကျမရဲ့လောအားကကျမရဲ့ train ကနော်ကျမတမအာဒီဝါနဲ့ရရှိတဲ့ငွေချင်းနဲ့ကျမထူတန်းခြင်းဖြစ်တယ်။ဤသစ္စာစကားမှန်တယ်ပါကနော်ကျမရဲ့လှူဒန်းမှုပေါ်မှာမူတီတာပွားပြီးတာရုခေါ်နေတဲ့လူတွေအားလုံးဒီလေထို့ကုသိုလ်အရှိန်အဝါကိုကျမနဲ့အထက်တူရကြပါစေ။ကျမလှူဒန်းလိုက်တဲ့ငွေချင်းကိုရယူသုံးစွဲကြတဲ့လူများစုတွေလည်းပဲဘေးခတ်တဲ့ရန်ခတ်တဲ့ကြီးကြီးလို့လက်ရှိကယောကလက်ရှိ ်တက်ဘေးကနေကြော်လွှားနိုင်ပါစေအဲ့ဒီလိုမဟုတ်ပဲနဲ့ဘေးထိုင်ဘူးပြောပြီးတော့ကိုယ်စိတ်ငြိမ်နိုင်ပြီးရိုင်းရတဲ့လူတွေရှိတယ်လို့ရှိတယ်ခမားတို့ရဲ့ဝစီဗေဒခမားတို့ရဲ့ဝတိကံကြောင့်ခင်ဗျားတို့ရဲ့မှုတီတာပွားပြီးတာလူခေါ်ရမယ်အစားဘလို့ပါညလို့ပါဘေးထိုင်ဘူးပြောနေတဲ့အောက်တန်းစားစိတ်တဲ့ဒီကြောင့်အဲ့ဒီအကုတုကံကိုဆယ်တက်ဆယ်ပြန်ခင်ဗျားတို့ပြန်ခံရပါစေ။နော်ဆိုတော့နောက်ထပ်တစ်ချိန်ကိုကျွန်မဖတ်ပြမယ်။ လုံခြုံရေးအာမခံချက်ရှိမယ်ဆိုရင်စစ်ကောင်စီထဲချုပ်ထားတဲ့နေမြေတွေမှာလည်းငလျင်ဘေးဒီပြည်သူတွေကိုကူညီကယ်ဆယ်ရေးလုပ်ပေးနိုင်ပါတယ်လို့အန်ယူဂျီကပြောတယ်။ဆိုတော့စစ်ကောင်စီထဲချုပ်ထားတဲ့နေမြေတွေကိုငလျင်တန်ဘေးကူညီကယ်ဆယ်ရေးမလုပ်ခင်ခင်ဗျားတို့ထဲချုပ်ထားတဲ့နေမြေတွေမှာခင်ဗျားတို့အရင်ကူညီကယ်ဆယ်ရေးလုပ်ကြပါနော်။အဝေးကြီးမှာရှိတဲ့လူတွေကိုကူညီကယ်ဆယ်ရေးလုပ်မယ်စားအနည်းဆုံးကလူတွေကိုလက်လမ်းမီကလောက်ကူညီပေးကြပါနော်။လက်ရှိမှာဆိုရင်စကိုင်းတိုင်းစကိုင်းတိုင်းကိုစကိုင်းဖိုရံမှာဆိုပြီးတော့ ခင်ဗျားတို့ကြိုးကြထားတာခင်ဗျားတို့စကိုင်းတိုင်းကိုစကိုင်းခုရံနဲ့စကိုင်းတိုင်းရင်ဆွဆန်ကရာဂိုင်းတို့ကိုထိတ်ထုတ်ထားတယ်လို့ခင်ဗျားတို့ပြောတယ်ခင်ဗျားတို့သိနိုင်တယ်ဒါဆိုရင်အဲ့ဒီစကိုင်းတိုင်းမှာရှိတဲ့မလီရင်ဒန်သိပြည်သူတွေကိုခင်ဗျားတို့အန်ယူဂျီကကဲတဲ့ပြလိုက်နော်လက်ရှိမှာဆိုရင်မန်လေး PD ရဲ့ MPD ရဲ့ဖွဲ့ကမတရားကိုတိုင်နေစမှုကိုတိုင်နေသူတို့တိုင်ထားတယ်နော်ခင်ဗျားတို့မျိုးတိုင်တိုက်ပွဲဆင်းရဲတယ်ခင်ဗျားတို့တိုင်ထားတဲ့ဒေသမှာခင်ဗျားတို့အကူအညီကယ်ဆယ်ရေးလုပ်ပါနာဆာကအစိုးရကလည်းသူထိန်းတိုင်ထားတဲ့ဒေသမှာသူ့အနေနဲ့တတ်နိုင်ကြလို့အကူအညီကယ်ဆယ်ရေးလုပ်ပါလိမ့်မယ် เนาะဆိုတော့ကိုကြီးကလည်းလုတ်တဲ့နေရာမှာအဲ့ဒီလိုမျိုးနိုင်ရတာဝန်ထမ်းဖို့လိုအပ်တယ်ဒါပေမဲ့ဒီမှာအန်ဦးကြည်ဆိုရရဲ့အလျှင်းစင်းတဲ့စွမ်းရင်ဝင်ကြည်ဦးစိုးသူရထွန်းကဘာပြောလဲဆိုလို့ရှိရင်သူတို့တွေမရှိရင်တဲ့သူတို့တွေဆိုတာလည်းရှိနာဆာကအဆိုးရပါတော့တက်မလို့အဆိုးရကိုပြောတာသူတို့မရှိရင်ကျွန်တော်တို့လုံနိုင်ပါတယ်တဲ့ကျွန်တော်တို့မှကိုကြီးကလေးလုံနိုင်ဖို့အင်အားလည်းရှိပါရဲ့နောက်တော့သူရှိမှငါရှိမှသူ့ကြောင့်ငါကြောင့်မုန်းပန်နေသူမရှိလည်းပဲငါကအကူကြီးကောင်းတဲ့ပေးနိုင်တယ် နော်သူလဲသူတက်နိုင်တယ်လို့သူကူညီလိမ့်မယ်ငါလဲငါတက်နိုင်တယ်လို့ကူညီလိမ့်မယ်ဆိုတဲ့သဘောထားတွေနဲ့စိတ်တက်တွေမြင့်မြတ်ဖို့လိုအပ်ပါတယ်နော်တစ်ဆက်ထဲမှာပဲတစ်ဆက်ထဲမှာပဲနော်မိမိကိုယ်ကိုခုခံစစ်မှာတပါထိုးစစ်တွေကိုနှစ်ပတ်ကြာရက်ထားပြီးဖြစ်ကြောင်းအန်ယူဂျီကကျင်းရတယ်တဲ့ကောင်းပါတယ်အဲ့ဒီကြီးညာချက်ပေါ်မှာလဲဝမ်းနဲ့ဝမ်းသာစွာတွေးလိုပါတယ်။ဒါပေမဲ့ခင်ဗျားတို့ NUG MOD အနေနဲ့ကခင်ဗျားတို့လက်အောက်မှာရှိတဲ့ PDF တွေကို COC 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 ခင်ဗျားတို့ခဏခဏပြောတဲ့ COC အမှန်တကယ်ထိမ့်ချုံနိုင်ကြလားစီမံခန့်ခွဲနိုင်ကြလားလိုကယ် PDF ကိုမပြောဘူးနော်ဘုန်းနဂါတို့လို့မောင်ဆောင်ခါလို့လို့လိုကယ် PDF ဒီအတာထား MOD လက်အောက်မှာရှိတဲ့ရင်းနဲ့ရင်း300ဆိုတဲ့ PDF ဖွဲ့ကိုတောင်မှခနာတို့ခြားထဲမှာ COC ရှိရလားဆိုအရေးပြစဉ်းစားပါ နော်